ကမ္ဘာပေါ်ကပျော်ဆုံးသူဖြစ်ခဲ့တဲ့ဆွန်။စပိန်နိုင်ငံပြည်ပေါ်မြို့မှာကျင်းပခဲ့တဲ့ဂျီရိုပါလီဘောလုံးပွဲမှာစပါအတင်းကမန်ယူကိုတလုံးသီးသောဂိုးနဲ့အနိုင်ရပြီးဖလားတိုက်ပိုက်ခဲ့ပါတယ်။စပါးသည်18နှစ်အတွင်းပထမဆုံးပလားပြင်ရတဲ့အပေါ်ဘဒူဘလုံးဖြစ်ခဲ့တယ်လို့ဆိုရင်တောင်ကိုရီးယားလူ့ရုံးတဲ့ဆက်မှုစွန်ဟောင်းမင်းပဲဖြစ်ပါတယ်။ပိုးစနစ်နဲ့အရွယ်စွန်ဟာပလားလိုချင်လုံးလာကြောင်းဘလူဝဲမကစားမီတပတ်တာမှာပြောင်းလဲအကြောင်းကိုပဲတွေးပြီးဖိအားတွေရှိနေခဲ့ပါတယ်။ ဆောင်ဟာ2015ခရီးကစပားတင်းကိုရောက်လာသူဖြစ်ပြီးအတင်းတမိုင်းနဲ့လျှောက်9ရောက်မြောက်ဂိုးဒင်းတော်တော်ပလီယာဖြစ်ပေမဲ့လည်းဖလားနဲ့ကာလာရှိဝင်နေခဲ့တာပါဖြစ်ချင်တော့ဒုတိယပလီယာဖြစ်ပေမဲ့လည်းနိုင်ငံနဲ့ကလပ်အတွက်ဖလားဆိုတာဘာမှမသိခဲ့သူပါချန်ပီယံလိပိုလူပွဲကာဗွန်ဖလားပိုလူပွဲဒီမှာအဆုံးသမဖြစ်ခဲ့ပါတယ်ပြီးများလိဖလားရဖို့ကမှတ်မဲ့ရဒုတိယပဲရခဲ့ပြန်ပါတယ် တောင်ကိုရီးယားလေဝဲစင်အတင်းနဲ့လဲအာရှပလာတိုဒီယားနဲ့ဂျင်းနဲ့ခေရတာပါမယုံနိုင်စရာကောင်းပါတယ်ဒီနေ့ဟာကျွန်တော်အတွက်အိမ်မက်တွေတကယ်ဖြစ်လာတာပါအရိုးသားဆုံးပြောရရင်ကဘာဝေါ်ကအပြောဆုံးလို့သာပါစပားအတင်းအတွက်ဖလားရှူပေးဖို့ဖီးယားတွေအများကြီးခံစားကြရပါတယ်အခုဆိုရင်စပားအတင်းရဲ့ကနဝင်ကစားသမားလို့ကျွန်တော်ခေါ်ဆိုနိုင်ပါပြီဒါကတော့စုံအောင်မြင်ပြောခဲ့တာပါဖလားရဲ့ဝီနောက်စွန်တယောက်စစ်ခဏနဲ့မထိနိုင်ပေမျက်ရည်လေးခဲ့ပါတယ် ဆောင်ဟောင်းမင်းဟာ2015 August ကလေဘောက်ကူစင်အတင်းကနေယူရိုတန်း30နဲ့လန်နကလော့ကိုရောက်လာပြီးအတင်းကောင်းဆောင်အနေနဲ့မေဂျာဖလားယားကိုပြီးနေတာပါစုပလာမရဘူးတဲ့အကြီးအကျယ်ဆုံးပလီယာတွေဖြစ်တဲ့ဟယ်ရီကိန်းနဲ့ဆွန်ဟောင်မင်းတို့တရင်းနှစ်ယောက်တရာဒီလေးတလားတဲ့ဖလာရတော်လာကကျူးပြာကောင်းပါတယ်။စပါအတင်ဟာဒီနှစ်ပရီးမီးယားလိအဆက်ဆက်ကုန်မှာရတီကအချိန်နဲ့စိုးနေပြီးမြေယူရိုပါလိအောင်ပွဲကချန်ပီယံလိဝင်ဝင်ရစေခဲ့ပါတယ်။ of life.